အလုံးမဲမင်္ဂလာပါရှင်။ Listen for you မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ခရမများမှန်သောနွန်နစ်သည်နေ့စဉ်သတင်းစာများသည်တမြို့လုံးထွန်းနာတကပါလုံးအော့အော်တောင်းတင်ဖြစ်သွားသည့်သတင်းသဘောက်ကိုဟောပြလိုက်ကြတယ်။တိတ်အဲ့သည့်ခန်းရှိပြီးလွန်စွာအဖိုးထိုက်တန်၍လွန်စွာနမည်ကျော်ကြသောပရမများတစ်လုံးပျောက်ဆုံးသွားသည့်သတင်းဖြစ်ပါတယ်။အိန္ဒိယပြည်မှမဟာယာဇတအူးသည်အမေရိကန်ပြည်ထောင်စုသို့ အလဲလာစဉ်ထိုဗရံများကြီးကို ဝစ်စင်လာခဲ့ပါတယ်သူသည်သူ၏ကိုရံတော်များနှင့်ရဲမတ်တို့မတိအောင်ရုပ်ဖြတ်ပြီးမြို့စွန်ရှိဟိုတယ်တစ်ခုသို့တက်ဆီဖြစ်သွားခဲ့သည်ပြန်လာသည့်အခါတွင်မှ သူ့ဗရံများကြီးပျောက်ဆုံးနေကြောင်းသိရချင်းဖြစ်တယ်တက်ဆိုင်ရာတို့ကခြေမြန်အဖွဲများခွဲ၍လိုက်လံစုံစမ်းပေးပါတယ်နောက်တနေ့မနက်မြို့တော်ကြီးအိယာမနိုလာသည့်အခါတွင်မူ ထိုဗရန်များကြီးပျောက်ဆုံးသွားကြောင်းကိုသိလာခဲ့ရတယ်။နေ့လယ်ပိုင်းတွင်မူနာမည်ကျော်ဗရန်များကြီးကိုမိမိတို့လမ်းထဲတွင်တွေ့ရလို့တွေ့ရညာမျှော်လင့်နေကြတယ်။မြို့တစ်မြို့လုံးသည်ဗရန်များကြီးကို တွေ့ရနုံနုံဖြင့်မယိုးမယွဖြစ်နေကြသည်။လူတယောက်၏စီစဉ်ချမ်းသာကိုကြည့်ပြီးကိုယ်လည်းထိုသို့သောစီစဉ်ချမ်းသာမျိုးကိုရရှိနိုင်သည်ဟု၍တော့မျှော်လင့်ချက်မျိုးဖြစ်သည်။ရှဲထံမဟာယာဇာဤ အစစ်ခံချက်မှာညာစွာပွင့်လင်းခြင်းမရှိလပါတို့ရရင်ဗရံများကြီးပြောက်သည့်ကိစ္စသည်မိမိနှင့်အတူလိုက်ပါလာသောအမျိုးသမီးတွင်ဘာမှတောင်းဝန်မရှိကြောင်းထို့ကြောင့်ထိုအမျိုးသမီးရှိသည့်နေရာကို လိုက်လံစုံစမ်းဖို့မလိုကြောင်းဖြင့်ခတ်ဆိုထားသည်မိမိသည် မဟာယာဇာကိုလိုက်ပို့ရခဲ့ကြောင်းထိုစဉ်ကသူကောင်းတွင် အဖိုးထိုက်ဗရံများကြီးပန်ထားသည့်ဥပောင်းထုတ်ကို ဝစ်ဆင်ထားကြောင်း မဟာယာဇာနှင့်အမျိုးသမီးတို့ကိုမြို့ဆွန်ရှိဟိုတယ်တစ်ခုရှိတွင်ချထားခဲ့ကြောင်းအမျိုးသမီး၏ထူးခြားချက်မှာစရောဘဲလုံးခန်းရှိစိန်ကြီးပင်ဖြစ်သည်အမျိုးသမီးသည်ထိုစိန်ပွင့်ကိုအိန္ဒိယအမျိုးသမီးများဝတ်ဆင်လေးရှိတဲ့ကဲ့သို့ လက်ဝဲပတ်နှာခေါင်းပေါ်တွင်ပန်ထားကြောင်းစသည့်ဖြင့်ဒရိုင်ဘာကထွက်ဆိုသည်ဒရိုင်ဘာသည်သူ့မော်တော်ကနောက်ပိုင်းတစ်ခုလုံးကိုတေချာစွာရှာကြည့်သည် ထိုနေ့ဝက်ပိုင်း သူတက်စီစီခဲ့သူများကိုပြန်စင်းစားသည်နောက်ပိုင်းတွင်တက်စီငါးစီသူတို့မှလုပ်ငန်းရှင်တဦးပူရောပါတို့သွားမည်လက္ခဏာဖြင့်တင်မောစိတ်သို့လိုက်ပို့လိုက်ရသောနိုင်ငံခြားသားတဦးနှင့်အမျိုးသမီးတဦးတို့ဖြစ်သည်နိုင်ငံခြားသားမှာအီတလီအမျိုးသားတစ်ယောက်ဖြစ်ဟန်ရှိပြီးနိုင်ငံခြားသားပြပရောက်သူများစုပေါင်းနေထိုင်သည့်အိမ်တအိမ်မှထွက်လာခြင်းဖြစ်သည်ထို့သူသည် ပြပရာနိုင်ငံခြားသားများသာဝလီရှိသည့်ဘောင်းမီပေါပွားကြီးနှင့်နိုင်ငံခြားသားများစီလီရှိသည့်ခုံထူထူဖနက်ချန်တရံကိုစီထားပြီးမုတ်စိတ်စင်ကြဲစွာရှိတ်၍တရေတွတ်နေသောမျက်နှာရှိသည့်ခေါင်းမော်တွင်အုတ်ထုံမမတလုံးကိုစောင်းထားသည့်သူပစ္စည်းများမှကျုံးတုတ်တုတ်တစ်ချောင်းပတ်ထားသည့်လက်ဆွဲတစ်တာတလုံးတမနီဖြင့်လှုပ်ထားဟန်ရှိသည့်လေးလံသောတန်တစ်တာကြီးတလုံးတို့ဖြစ်သည့်သူသည် ထိုနှစ်ကပင်တင်မောဖြစ်ထွက်သွားခဲ့သည်တို့ရာတွင်သူ့အပေါ်တွင်တန်တရားရှိသည်ဆိုလျင်လေထိုသူမှာတက်စီကိုပင်လင်ပထမဆုံးအကျင့်စီဘူးဟန်ရှိသည့်အတွက်ထိုတန်တရားမှာအချင်းနီးလိုလိုဖြစ်နေသည် သူသည်ကာတကားကိုပင် ကောင်းကောင်းပိတ်တတ်ပုံမရပါကာစီသည့်အခါတွင်လေလမ်းမပေါ်သို့လိန်ကြမီကိုစိုးရင်သည်နေရှေ့တကားပေါအနီးသို့ကုန်း၍စီလိုက်လာခဲ့သည်နန်းတလျှောက်တွင်လေ ထိုမြို့ကြီးကို နောက်ဆုံးအကြိမ်လာရသည့်နယ်တလန်းလုံးရှေ့ကိုသာ ကြည်လိုက်လာခဲ့သည်ဒရိုင်ဘာကမြို့ဆောင်ဟိုတယ်တစ်ခုတွင် မဟာယာဇာကိုချထားခဲ့ပြီးနောက်သူ့တက်စီကို စီလာသည့်လူတစ်ယောက်ကိုမူကောင်းကောင်းသတိမထားမီထိုလူကသူ့ကိုအီတလီအလုတ်သမားရက်ကွက်တစ်ခုသို့မောင်းခိုင်းသည်ထိုရက်ကွက်သို့အရောက်တွင်ဆင်းသွားပြီးနိုင်ငံခြားသာတက်လိုက်လာသည်နိုင်ငံခြားသာမရှိမီခရီးသည်ဤပုံမှန်မှာ ဧည့်သည်မဟုတ်ပေမြို့ခံတွေကဖြစ်နိုင်သည်ထိုလူကိုလိုက်လံရှာဖွေတော်လေအချင်းကြီးများသာထို့ပြင်ဗရမားကြီးကိုရလင်စုငွေ အမြောက်အများပေးမည်ဟုတရင်းစာများထဲတွင်ကြော်ညာထည့်သည့်တိုင်ယခုထိတုတ်ပြန်မှုတစုံတရာမရသည်ကိုထောက်ပြီးတော့နမဲကျော်ဗရမားကြီးသည်လေထိုလူဤလက်ထဲတွင် ရှိဟန်မတူမိတို့ဖြစ်စေထိုဗရမားကြီးမှာကဘာကျော်ဗရမားကြီးဖြစ်သည့်ပြင် ချက်ချင်းခွဲခြားမှတ်မိနိုင်သော ဖြစ်စီမျိုးဖြစ်သည့်အတွက်အနည်းနှင့်အမြန်ဆိုသလိုရှာတွေ့လိမ့်မည်ဟုမျှော်လင့်နေကြသည် ထို့အတော်တွင်၌တိပယောက်အမျိုးသားသည်လွန်ခဲ့သည့်၅နှစ်လောက်ကတည်းကထွက်ခွာလာခဲ့သောမိမိသားသည်ဖြစ်သည့်အီတလီတောင်ပိုင်းရှိမြို့ကလေးတစ်မြို့သို့သွားနေသည် ထို့အဖြစ်အပျက်များကိုလည်းဘာမှမသိပါ သူတွင်တိပယောက်အမျိုးသားတယောက်အဖို့ပင်ညာလွန်နေသည့်ပစ္စည်းအတူအစားတွင် တိုလီမိုလီတွေလည်းအများကြီးပါလာသည်တရေအစစ်ဟုသူထင်နေသောတရေတူးလက်ဆွဲတစ်သားကြီးတွေတွင်ရှော့ဖော့မိဘူးတိုက်ထားသည့်အပြာရာသူအင်ကြီးပေါင်းမိတွေဝစ်စုံများနှင့်ဖောင်တိန်တရာစင်တို့ပါလီအမှန်အဖြစ်သူတို့အရက်မှာနွားကြောင်သားများတိုးကြောင်သားများသာနေသည့်ဒေသဖြစ်ရာ လက်ချိုး၍ဤတွက်နှင့်စက်ကူနှင့်ဖောင်တိန်ကိုကင်ဖူးသူဒါစင်ဝတ်ထက်ကြော်မီမထင်ပါ ထိုအချက်များကိုသူမိကဖောင်တိန်များကိုရှောင်းမိုးဝဲလာခြင်းဖြစ်သည် ထို့ပြင်သူတစ်တာထဲတွင် ထမေးဝဲတွင်သုံးသည်အချိုအချင်းအငံထဲ့သည်တလင်းကလေးများမြို့တွင်ရှိစဉ်ကသူမိတ်ဆွေအလုသမားများကို သူကိုယ်တိုင်ညှက်ပေးခဲ့သည်စပင်းညာစက်ကကြီးတစုံဘာအတွက်သုံးမှမသိသည်တတ်ထုပြပြလုထားတဲ့ပစ္စည်းတစ်ခုရင်းမှာ၆လုံးပြုံတရံရှိတော်လေပြည့်ရရတော့အရာမျိုးမဟုတ်ပါ အမေရိကန်လုံးအထည်စားဆနကိုင်သူဇနီတာနဲ့မိတ်ဆွေများကို ပြရန်အတွက်ဝယ်လာသည့်အစ်စ်အဆန်ပစ္စည်းတချို့တို့လည်းပါကြပါတယ်။သူပစ္စည်းများထဲမှာ အလေးအဆုံးဟာခတ်ဟောင်းဟောင်းတမဏိတေတာကြီးဖြစ်တယ်။ထိုတေတာကြီးမှာအာနန္နာဟုသော ဆလုံးသုံးလုံးကိုနှိပ်၍ဖွင့်ရသည့်ဆလုံးပေါင်းသောခလောက်တက်သည့်တေတာကြီးဖြစ်သည်။ထို့ပြင် လုံလုံမဲမဲဆောင်းလာသည့်ဒေါ်လာတထောင်လဲပါသေးသည်။ရှင်တို့အနက် ဒေါ်လာ300မှာတင်မော်စေးရဲ့အဖြစ်ချေးယူလာခဲ့သည့်ဝေဖြစ်သည့်ဖြစ်ပြန်ပေးရပြီဖြစ်သည်။သူ၏ခါပြတ်အင်ဂျီအိတ်ကတ်ထဲတွင်မူအနီးအားတလင်းကြောက်ကြီးတစ်လုံးပါသည်။ထိုကြောက်ကြီးမှာအကွက်ကွက်ပေါ်ထားပြီးတစ်ကြသည့်အရွယ်ရှိသည့်ထိုကြောက်ကိုတင်မော်စေးအစင်တက်စီပေါ်မှကောက်ရလာခဲ့ခြင်းဖြစ်သည့်တို့ရတွင် ထိုပစ္စည်းသည်ဘာမှန်းသူမသိပါ ကားပေါ်တွင်ထိုင်လိုက်စဉ်ကားဖင်တိုင်ကုန်ကြတဲ့၌လက်ဖြင့်ဆန်းလိုက်သည်တွင် ကြောက်ကိုတွေ့သွားခြင်းဖြစ်သည်။တွားရင်တွေ့သည်ဖြင့်လက်ကောင်းသည်ဟုယူဆကအဆောင်လက်ခွဲအဖြစ်အိတ်ထဲသို့ကောက်ထည့်လာခြင်းဖြစ်သည်။လက်ပတ်နာရီကျိုးတွင်အလှအပဆွဲကောင်းဆွဲမိလာတော့မပြောတတ်ပါ။တို့ရရင်ထိုးကြောက်တွင်ကျိုးဆွဲစရာအပေါက်မပါသည့်အတွက်နည်းနည်းတော့ခက်သည်။အပေါက်မပါသည့်အတွက်အမျိုးသမီးများလည်းရင်ဆွဲသည့်ပရက်တို့ဆွဲကျိုးတို့အထက်ကတော့မဟုတ်တန်ပါဘူး။နိုင်ငံခြားအတိုင်းမိတကူက ပြန်ငါနီးတွင်ကောက်ရသည့်ပစ္စည်းမျိုးသည် အမတ်တရားပစ္စည်းအနေဖြစ်ကြည်လင်တော်တော်တန်မိုးရှိသည် ထိုတိုင်းမိကိုတတိယလင်ပြန်ရည်ကြည့်နိုင်သည် အကွာအဝေးကိုတတိယအောင်မြင်နိုင်သည် သူသည် ထိုသို့သောတန်ရောစဉ်ဖြင့်ကြောက်ကိုတင်ခါခဲ့ခြင်းဖြစ်သည်ကြောက်မှာအေးဆက်နေခါတကြားလုံးတလုံးလိုအယောင်တောက်ပြီးကြည်နေသည် သူသည်ပါလာသည့်ထိုပစ္စည်းများဖြင့်ဆိုင်ကလေးတစ်ဆိုင်ဖွင့်သည် မိကန်တမဏိတ္တာကိုနယံတခုတွင်ထောင်သားပြီးထိုတ္တာပေါ်သို့သူတွင်ပါလာသည့်ဖောင်တိန်များ အထေဇာများထမင်းစာဇပွဲသုံးပလင်းငယ်များကိုတင်သည်အထေဇာများပေါ်တွင်အမေရိကန်လွတ်လပ်ရေးရုပ်ထုအယုံအမေရိကန်လွတ်လပ်ရေးခေါင်းဆောင်များ၏ရုပ်ပုံစာရာတွေကိုရိုက်ထားပြီးထိုရုပ်ပုံများကိုအဖြူနှင့်အပြာရောင်ကျဲဝင်းကလေးများကပေါင်ခတ်ပေးထားကြသည် သူသည်နိုင်ငံခြားတွင်ငားနှင့်လုံလုံအလုံးလုပ်ပြီးထိုပစ္စည်းကလေးများကိုဝယ်လာခဲ့ခြင်းဖြစ်သည် အမှန်ကတော့ထိုပစ္စည်းကလေးများသည်ဘဲကရောက်လာမှန်းမသိသောတပတ်ရစ်ပစ္စည်းကလေးများဖြစ်ပြီးသူတို့လိုနိုင်ငံခြားသားစင်ရဲသားများသုံးနိုင်ရန်ရောင်းသည့်ပစ္စည်းကလေးများဖြစ်သည်တို့ရတွင် သူစာတီးလိုနေရာမျိုးတွင်မူထိုပစ္စည်းကလေးများသည်မိသူများမမြင်ဘူးသည့်အသည့်ဆန်းကလေးတွေဖြစ်နေပေလိမ့်မည်တို့ဖြင့်နိုင်ငံခြားတွင် နေ့စာအလုတ်သမားအဖြစ်လုပ်ခဲ့ရသည် သူသည် သူတို့မြို့ကလေးသို့ရောက်လာသည့်အခါတွင် ကုံစုံဆိုင်ရှင်ကလေးတယောက်ဖြစ်နေလေပြီရင်းတို့မှာသူ့အတွေးများဖြစ်သည် သူ့မိခင်တစ်တာကို ကြည့်၍ခိုအတွေးများပေါ်ပေါက်ကတွေးနေစဉ်ဖြစ်သည်စင်စဲသူ့အတွက်ဘာဆိုင်များပင်ဖွင့်စရာမလိုသူ့အိတ်ထဲတွင်ရှိသည့်ပတ်စံများမှာနိုင်ငံခြားငွေတွေကြီးဖြစ်သည် ထုံငွေများကို မိမိတို့ငွေဖြင့်ပြန်လဲလိုက်ရင်အများကြီးဖြစ်လာအောင်ပဲတို့ဖြင့်သူသည် သူစိတ်ကူးနဲ့သူဟန်ကြလေသည် အိတ်ကထဲကကြောင်ညီကိုစမ်းလိုက်မိသည့်အခါတွင် ခလေးတယောက်လိုပင်ဝမ်းသာနေသည်သည် သူသည် ထိုကြောင်ညီကြီးကိုအဆောင်လက်ဖွဲ့တစ်ခုလိုပင်သဘောထားလိုက်သည်အဆောင်လက်ဖွဲ့ဆိုသည်မှာဘာမှအတုံးမကြတော့လေတသက်လုံးအမျက်တနိုးထားရပြီးဟိုနဲ့မခွာနိုင်သောပစ္စည်းဖြစ်သည်တို့ဖြင့်ထိုပစ္စည်းသည် နောင်တွင်ကိုခန္ဓာရဲ့ဆက်ရပိုင်းတစ်ခုဖြစ်လာခဲ့ကတားစဉ်မြေးဆက်အမွေပေးခဲ့ရသည့်အထိတံမိုးတက်လာခဲ့သည်ကိုကအရေးတကြီးကြီးထားရသည်ပစ္စည်းသို့မဟုတ်ကိုကဟွက်ထားရသည်အရေးကြီးသောပစ္စည်းတို့သာပျောက်ခြင်းပျောက်သွားမည်ထိုပစ္စည်းမျိုးကဘယ်တော့မှပျောက်သည်မရှိ မကြာခဏဆိုသလိုလင်းမည်ထိုပစ္စည်းမျိုးကိုတတိယတက်သည်သာဖြစ်သည် ဥပမာအားဖြင့်ဆိုရင်ကျွန်ုပ်တို့ဤတိပါရောက်နိုင်ငံခြားသားသည်ထိုကြောင့်နေခဲကြီးကို မြင်နိုင်သူပြန်လာသည့်နေ့ကိုမကြာခဏတရိယာနေတတ်သည်သူတက်စီစည်းလာပုံရာဇတ်တစ်ခုအပြီးတွင် ရှုခင်ကားလေးကြီးတစ်ခုတဖြည်းဖြည်းလိတ်တက်သွားတဲ့ကဲသူလမ်းမကြီးမော်တော်ကားအောက်သို့ဝင်ရောက်ပျောက်ွယ်သွားပုံစသည်တို့ကို သူမြင်ရောက်နေသည် သူသည်နှွားချောင်းသားများလဲသမားများနေသည့်မြို့တောင်ပိုင်းတွင်ကုံစုံဆိုင်ကလေးဒီဇိုင်းထောင်းနေ ပြန်ရောက်ပြီးတရင်နှစ်ပတ်အကြာ၌သူသည်လဲသမားတယောက်ဤတဲရင်ကလေးတစ်ချမ်းကိုမားကဆင်းများရိုက်ပြီးကောင်တာတစ်ခုကိုလှုပ်သည် ထိုဆင်းများပေါ်တွင်အိမ်ရှင်မများအတွက်ဂျုံကော်ရီထုတ်များနှင့် အထဲအုပ်များကိုတင်သည်ဆိုင်တစ်ဖက်တွင်ဝိုင်ရက်စီတစ်လုံးစီအိုတစ်လုံးတို့ကိုချထားသည်မိကန်တစ်တာကြီးကိုနယံတွင်ကပ်သည်ဈေးဝယ်များရှိတွင် ထိုမိကန်တစ်တာကြီးကိုဖွင့်ရလင်သူကုံယူသည် ထိုတစ်တာကြီးထဲတွင် သူလေကြာစာအုပ်နှင့်တီးနံမောချိန်သို့မဟုတ်နွားဝဲများပြီးဆုံးချိန်တို့တွင်ရရန်ရှိသည့်ကျွေစင်းရင်တို့ကိုတင်းမှတ်ထားသည့်စာအုပ်တအုပ်ရှိသည်သူလုပ်ငန်းသည် တခြားသောလုပ်ငန်းရှင်များနှင့်တပြေးပြေးတူလာခဲ့သည်သူလုပ်ငန်းသည် ကိုပိုင်အနံ့အသက်တွင်ရှိလာသည်နယ်ရန်များပေါ်တွင် သူစနီးကမြေပြူပြင်းမှတ်ထားသည့်ကျွေစင်းရင်တွေရှိသည်သူစနီးမှာစာမတက်သည့်ကျွေရောင်းနှင့် မြေပြူနှင့်မှတ်ရသည်တို့ရတွင်ကြောင်တက်နေသည့်သူသားအငယ်မှာယခုအချိန်တွင်ဈေးဝယ်သူတို့၏အမိများကို ရှေးတက်မှတ်တတ်ပြီးဖြစ်သည်ဖြင့်တခါတည်းရန်ဆိုင်တွင်ကူလုပ်ပေတတ်သည် အထူးသဖြင့်ဆိုင်တွင် လူအကြနေပြီးနေ့လယ်နေ့ခင်တအေးလောက်သာရောင်းရသည် အချိန်မျိုးတွင် အဖေကိုလာကူပေတတ်သည် သူဇနီ၏အမေရိကန်ပုံထုတ်ထားသည့်ဖက်နှက်ချင်းချင်းကလေးမှလည်းတဖြည်းဖြည်းပါ၍လာလိမ့်မည် ကျင်းတက်ရောက်ရဲ့အခါစီးစားကြောင်သည်စိုက်ပိုင်ရှင်ကတော်ကိုက်လေပို၍ပေါက်လာလိမ့်မည်။သူယောက်ျားယူလာသည် ပစ္စည်းများမှလည်းမယောင်းရသဖြင့်ပြီးတော့ကစိုင်ဆွေးပစ္စည်းများထဲတွင် ရောက်နေကြလိမ့်မည်။အောက်ထုံမမတလုံးကမူအစ်စ်အတိုင်းပြီးတော့ထဲတွင်ရှိနေသေးသည်။အမေရိကန်အထယ်ဆများမှလည်းမယောင်းရသဖြင့်ရင်းတို့ကိုဈေးဝယ်များအားလက်ဆောင်အဖြစ်ပေးလိုက်ကြသည်။ဟောင်းတိန်များမှလည်းဝယ်မဲ့သူမရှိ တချို့ကမူကြံကြံတန်တန်ကင်တွယ်ကြသဖြင့်ဖောင်တိန်များသည်တစ်သားထဲမှဖယိုးဖယဲဖြစ်နေကြသည်တငယ်ကလေးတယောက်လိုပင်ဆိုင်ရှင်ကမူသူ့ဖောင်တိန်များသည်ရွှေအစစ်ဖြစ်သည်ဟုထင်နေသည်တငယ်ကလေးတယောက်သည် ချောကလက်ထုတ်သည့်တန်ဖြူပြားကလေးကိုတယူတရသိမ့်တကယ်သူသူသည်လည်းဖောင်တိန်များကိုတယူတရသိမ့်ထားသည် သူတွင် အင်္ဂလိပ်သတင်းစာအဟောင်းတစ်စောင်လည်းရှိသေးတယ်သူသည် ထိုသတင်းစာကိုလည်းတယူတရသိမ်းထားတယ်။စက်ကူလိုသည့်အခါမှာပင် ထိုသတင်းစာစက်ကူကိုမသုံး။တခါတည်းရန်သူသည်သတင်းစာကိုအပြန်အမြန်အလန်လန်ကြည့်နေတတ်သည်။သတင်းစာကြောညာပုံရိပ်များကိုကြည့်ရင် ရွှေရအစီကံပတ်ပါသည့် secret တို့ကိုတောင်းနေသည့်မြို့သားများလမ်းမတွင်ရှောင်နေသည့်ကောင်းလေးများဓာတ်ဆက်များစသည်တို့ကိုမြင်ရောင်နေသည်တခါရင်မူကြောက်နေကြီးကိုအမှတ်ရသည် တနေ့တွင် သူတငယ်ချင်းများနဲ့အတူမွေးနေ့ပွဲကျင်းပနေသော သူသားကိုလက်ဆောင်အဖြစ်ပေးလိုက်သည်ထိုအချိန်က သူသားနှင့် သူတငယ်ချင်းတို့တိုက်သည်ဂုံညင်းထိုးတန်းကစားနေကြသည်ကစားနီးမှာဂုံညင်းသီးကလေးများကို ထောင်ထားပြီးဒိုးဖြင့်ထွေးပြစ်ကစားသည့်နီးဖြစ်သည်ဒိုးမှာဒုံညင်းသီးကို အလေကအပေါက်ဖောက်ပြီးအထဲတွင် ခဲထဲရသည်ခို့သောခဲထဲလိုက်ရင်စီစီပိုင်ပိုင်ရှိပြီးလက်စကောင်းသည် ကြောင်နေကြီးမှာဒိုးလုံးဖို့အလေးချိန်အတော်ပင်ဖြစ်သည် ကောင်လေးတယောက်မှာမိလက်ရည်ပလင်းမှာထုတ်ထားသည့်ဖန်ကော်လီကိုဒိုးအဖြစ်သုံးသည် စိုက်ပန်ရှင်သားကမူသူတို့မှာအမေရိကန်မှလာသည့်ဒိုးဖြစ်ပြီးအနီရောင်ဖြစ်သည့်အတွက်ပိုကောင်းသည်ဟုဆိုသည် သူသည်ကြောင်နေဒိုးကို ကောင်းစွာသိမ်းသည် သူသားကထိုပစ္စည်းကိုဂယုတဆိုင်တင်ဆဲသူကို မြင်သည့်အခါ၌စိုက်ပိုင်ရှင်သည် သူငယ်ငယ်နိုင်ငံခြားသို့ထွက်သွားပြီ အလုံးလုံးစင်ကစိတ်ကူးများကိုတွား၍တရိယာသည်ထိုစင်ကကဘာကြီးသည်ပျောက်ဆုံးနေသည် အဖိုးတန်ယေရနာများဖြင့်ပြင်းထန်နေသည်ဟု သူထင်မိသည် ထိုပစ္စည်းများကိုကံကောင်းမှုနှင့်သာရှားတတ်သည်ဟုလည်းသူယုံကြည်ခဲ့သည် ထိုကြောင့်ပင်လည်းသူသည်တင်မောစည်းလင်လေအိတ်စင်တွေအောက်မှရှောက်ဆန်းတတ်သည် မော်တော်ကားစည်းလင်လေထိုင်ကုန်တွေကြားထဲသို့ဆန်းတတ်သည်တို့ရရင်ဘာမှမတွေ့ဘူးပါ 哦တခါတော့ရဘူးတာရှိတယ်ရှင်းမှာ5ဒေါ်လာတန်ငွေဆက်ကူတရွတ်လမ်းမမှာကောက်ရခြင်းဖြစ်သည်ထိုနေ့ကမိုးရေသေးသည် မိုးရွာနေသည်ကို သူမမှီသည်